မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ13ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်သတင်းကတော့ဘကိုးတိုင်းဇီကုံမြို့နယ်ဘကိုးရုံးမမှာ PDF တပ်စခန်းများကိုလိုက်လံစုံစမ်းနေတဲ့ပြူစောတီတအုပ်ကိုပြစ်ခတ်တိုက်ခတ်ရာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ17ရက်နေ့ညနေ3နာရီကမှဇီကုံမြို့နယ်အရှိတ်တော်တွင်တနေရာမှာပြူစောတိအဖွဲ့ဝင်တအူးဟာရုံးမအတွင်းမှာရှိတဲ့ PDF စခန်းများကိုလိုက်လံရှာဖွေနေတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များကဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပြူစောတိဟာဘောပင်ရွာကပြူစောတိအဖွဲ့ဝင်မေကြီးဆိုသူဖြစ်ပြီးတော့ရုံးမအတွင်းမှာရှိတဲ့ PDF စခန်းများကို လိုက်လံရှာဖွေပြီးတော့စကမ်းကိုတွေးရှိပါကစူချင်းငွေ350ထောက်ပံ့ငွေရရှိမှဖြစ်ကြောင်းထွက်ဆိုခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ပြူစောတိမေကြီးဟာတော်လိုင်းတပ်ဖွဲ့များရဲ့စကမ်းဒီနီယာများကိုလည်းပြူစောတိအဖွဲ့ဝင်နေထံကိုသတင်းပေးပို့ထားတဲ့အတွက်ကြောင့်တော်လိုင်းရဲ့ရဲဘော်များကပြစ်ခတ်တိုက်ခိုက်ရာတေဆုံသွားတယ်လို့သိရပါတယ်။သူကကျွန်တော်တို့ PDF စကမ်းနောက်ကိုရောက်နေတာကိုကင်းတာဝန်ကြတဲ့ရဲဘော်တွေကမြင်လို့ဖမ်းမိတာသူ့ကိုဆက်ဆဲကြည့်တော့ဘော်ပင်ပြူစောတိအဖွဲ့ကမေးကြည့်လို့ပြောတယ်။ ပြူစောတိအဖွဲ့က PDF စကန်နေရာကိုပြပေးရင်3.50ရမယ်ဆိုလို့စကန်နေရာကိုလာရောက်ပြီးတော့ထောက်လှမ်းတာလို့ထွက်ဆိုခဲ့ပါတယ်။ ပြူစောတိအဖွဲ့စည်းကိုလည်းတရင်ကပို့ထားပါတယ်လို့ပြောလို့စက်ထားနေရင်အနေရများလို့ပြစ်ခတ်တိုက်ခိုက်တာတိတ်ဆုံးသွားပါတယ်လို့တာဝရီခရံ PDF ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။အဲ့ဒီပြူစောတိများနဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာဆိုင်ကယ်များကိုဖမ်းဆီးပြီးတော့ငွေညှစ်ခြင်းပတ်စံမပေးနိုင်ပါကတပ်သားတဲ့အဖြစ်နဲ့အတင်းအကျပ်ခေါ်ယူခြင်းများကိုပြုလုပ်နေတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုဘကိုးခရံတရင်သုံးခေါ်တုံများတက်တက်ခွဲနှစ် BTZM GBK PDF ဘကိုးရုံးမကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်စီဆိုင်မြို့နယ်ထီးဘွာရွာကပြည်သူ59ဦးကိုအကြမ်းဖက်စစ်ကောင်စီနဲ့၎င်းတို့ရဲ့လက်အောက်ခံ PNO အဖွဲ့ကတစားကန်အဖြစ်နဲ့ဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ဇွန်လ10ရက်နေ့မှာထီးဘွာရေပြူရွာက တောတောင်ထဲမှာစစ်ပေးတင်းရှောင်နေရတဲ့ဒေသခံပြည်သူများကိုနေရက်ကိုပြန်လာခြင်းမရှိပါကနေအိမ်များကိုမိရှို့ပြစ်မယ်ဆိုပြီးတော့ချင်းချောက်အကြိုက်ကိုင်ခဲ့ခြင်းကြောင့်ကျေးရွာအတွင်းကိုပြန်လည်ဝင်ရောက်လာတဲ့ပြည်သူ59ဦးကိုအကြမ်းဖက်စစ်ကောင်စီနဲ့၎င်းတို့ရဲ့လက်အောက်ခံ PNO အဖွဲ့ကကျေးရွာခန်းမမှာဖမ်းဆီးထားခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီပြည်သူများကိုအကြမ်းဖက်စစ်ကောင်စီနဲ့၎င်းတို့လက်အောက်ခံ PNO အဖွဲ့ကလက်ရှိအချိန်ထိဖမ်းဆီးထားပြီးတော့ပြန်လည်လွှတ်ပေးခြင်းမရှိသေးဘူးလို့သိရပါတယ်။ဖမ်းဆီးခံရတဲ့သူများတွေကထောက်ဝကြောဟာအမျိုးသမီးများဖြစ်ပြီးတော့အသက်40နဲ့အထက်ပြည် ည်သူအများစုပါဝင်တယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီနဲ့၎င်းတို့လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ကစီဆိုင်မြို့နယ်အတွင်းမှာရှိတဲ့ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းပြန်ပေးဆွဲပြီးတော့ငွေငယ်ချင်းများကိုမကြာခဏကျူးလွန်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပီတင်ဆက်ပေးရမယ်တရင်ကတော့သခိုင်းတိုင်းကမ့်ဘလူခေယာကမ့်ဘလူနဲ့ကျွန်းလမြို့နယ်မှာစစ်ကောင်စီအုပ်စုကအမျိုးသားတွေသာမကအမျိုးသမီးတွေကိုပါစစ်သားတဲ့စတင်စုဆောင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လက်ရှိမှာကမ့်ဘလူမြို့အနီးဝန်းကျင်ကခြေပါတွေ ကျွန်းလှနဲ့တဖန်းစိတ်ဆက်အရှိတ်ချမ်းကကြေးရွာတွေကိုစစ်ကောင်စီအုပ်စုကစီးနင်းကပေါ်တာဆွဲပြီးတော့လူသစ်စုဆောင်းနေပြီးဒေသခံပြည်သူတွေဟာကိုလိုရုံးပြီးတော့ထွက်ပြေးနေရတယ်လို့ဆိုပါတယ်။အခုကအမျိုးသားတွေတွင်မကတော့ဘူးအမျိုးသမီးတွေကိုပါအသက်အရွယ်အကျုံးဝင်တဲ့သူတွေကိုစစ်မှုထမ်းဖို့ခေါ်နေပြီးအခုကကဲမလူနေထဲမှာကအခြေအနေကတော်တော်လေးကိုစိုးနေတာဗျ။တချို့ရွာတွေကြတော့မဲနိုင်တယ်တချို့ရွာတွေကြတော့မဲမနိုင်ဘူးအသက်အရွယ်နဲ့ကပ်ရင်ဝင်ရတယ်ပေါ့။ လက်ရှိကတော့သူတို့နယ်မြေစိုးမိုးထားနိုင်တဲ့ကမ်းဘလူမြို့အနီးဝန်းကျင်အနောက်ချမ်းတောင်ချမ်းနဲ့ကျွန်းလာမြို့နယ်ပေါ့အဲ့ဒီနေရာတွေကခြေပါတွေကိုစစ်မှုထမ်းဖို့လူသစ်စုနေတာအဲ့ဒီလိုအတင်းအဓမ္မလူသစ်စုနေလို့ရွာလုံးကျွတ်ထွက်ပြေးနေကြရတဲ့ရွာတွေရှိတယ်တချို့ပြည်သူတွေကတော့တောတွေတောင်တွေထဲမှာတဲထိုးနေပြီးတော့ထွက်ပြေးနေရတဲ့အချိန်မှာစစ်ကောင်စီအုပ်စုနဲ့ပြူစောတီတွေကစစ်ကြောင်းထိုးလာပြီးတော့တွေ့တဲ့တဲတွေအကုန်လုံးကိုမိရှုသွားတာအတော်များတယ်ဗျအဲ့ဒီလိုမိရှုသွားတာကလွန်ခဲ့တဲ့တပတ်လောက်ကဖြစ်သွားတာပြည်သူတွေကတော့စစ်ဘေးရှောင်ရတာနဲ့ စစ်မှုထမ်းဥပဒေနဲ့လူသစ်စုနေလို့ထွက်ပြေးနေရတာကြောင့်ဒုက္ခနှစ်မျိုးလုံးနဲ့ကြုံတွေ့နေရတာပေါ့လို့ Infinity Group သတင်းနဲ့ပြန်ကြားရေးကပြောဆိုထားပါတယ်။ Infinity Group ဟာကမ်ဘလူးကျွန်းလနဲ့တန့်ဆဲသတင်းတွေကိုဖော်ပြပေးနေတဲ့ဒေတာကန်အဖွဲ့တစ်ခုဖြစ်တယ်လို့သိရပါတယ်။အခုဇွန်လထဲမှာစစ်ကောင်စီအုပ်စုနဲ့ပြူစောထီတွေကကျွန်းလမြို့နယ်တဖမ်းစိတ်ဆဲအရှိတ်ချမ်းကကြေးရွာတွေနဲ့ကမ်ဘလူးမြို့အနီးဝန်းကျင်ကကြေးရွာတွေကိုစီးနင်းကစစ်မှုထမ်းဖို့နဲ့ပြူစောထီအဖွဲ့တွေကိုဝင်ဖို့အတွက်အတင်းအဓမ္မချင်းချောက်နေပြီးတော့လူသစ်စုနေတာလို့ ကံဘလူကျွန်းလှတက်ကြွလှုပ်ရှားသူအဖွဲ့ကလည်းပြောပါရယ်ထွက်ပြေးရတဲ့ရက်တွေကတော့အတိအကျမရှိဘူးဗျလင်းရင်လစ်တယ်လို့ပဲထွက်ပြေးနေကြရတာအဝတ်တထည်ကိုတခုနဲ့မိသားစုလိုက်ကိုခိုးထွက်ရတာဗျဘာဆိုဘာမှကိုမပါကြဘူးကိုလိုယုံပြီးတော့ကိုပြေးနေကြရတာဆိုတော့အခက်ခဲတွေကတော့အများကြီးပဲလို့ပြောဆိုခဲ့ပါရယ် စစ်ကောင်စီအုပ်စုကအတရားဓမ္မလူသက်စုဆောင်နေလို့ကမ်းဘလူနဲ့ကျွန်းလာနေတဲ့ကတပေါင်းရွှေဘော်ကုန်းမပြောတော့ကြောက်အိုင်ကြည်ကုန်းစတဲ့ခြေရွာတွေဟာရွာလုံးကျွတ်ထွက်ပြေးနေရတယ်လို့ကမ်းဘလူမြို့အနီးဝန်းကျင်ခြေရွာတွေကပြည်သူတွေဟာလည်းထွက်ပြေးတိမ်းရှောင်နေရပြီးတော့စစ်ပြေးပြည်သူတွေဟာထောင်ထဲချီရှိနေပြီလို့သိရပါတယ်။သူတို့စစ်ကောင်စီအုပ်စုနဲ့ပြူစောထီတွေဟာလူသက်စုဆောင်တာကတော့နေတိုင်းလိုလိုပဲဗျ။ဘယ်နေရာတွေလဲဆိုတော့ကမ်းဘလူမြို့နဲ့အနီးတစ်ဝိုက်ကခြေရွာတွေနဲ့ ကျွန်းလမြို့ပေါ်နဲ့အနီးဝန်းကျင်ကရွာတွေပေါ့သူတို့နယ်မြေစုမှုထားနိုင်တဲ့နေရာကရွာတွေအားလုံးလိုလိုစစ်မှုထမ်းဖို့ခေါ်နေတာဒေသခံတွေကလည်းကြောက်တော့ထွက်ပြေးနေရတာပေါ့လို့ကမ်ဘလူခရိုင်တွေကတိုက်နယ်ပကဖတာဝန်ခံတအူးကပြောပြခဲ့ပါတယ်ကမ်ဘလူနယ်ထဲမှာစစ်ကောင်စီအုပ်စုနဲ့အတူတင်ငန်းဝဝါတဝဥဆောင်တဲ့ပြူစောတိတွေကြီးစိုးတောင်းကြနေတာဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ပေါ်အပါဝင်မန္တလေးတိုင်းအတွင်းစစ်ကောင်စီအုပ်စုကရနိုင်တဲ့လောက်စစ်သားတွေစုဆောင်းနေပြီးတော့ငွေပေးနိုင်တဲ့လူတွေကိုတော့ငွေညှစ်ကလူစားထိုးပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီအုပ်စုဟာမက်စလာကစပြီးတော့နိုင်ငံတော်စစ်သားတွေစုဆောင်းနေတာဖြစ်ပြီးတော့အပတ်စဉ်1နဲ့အပတ်စဉ်2မှာမြို့နယ်အလိုက်ခွဲတန်းချပြီးတော့စနစ်တကျစစ်သားတွေစုဆောင်းခဲ့ပြီးမယ်လက်ရှိမှာတော့တွေ့သမျှလူကိုဖမ်းဆီးပေါ်တာဆွဲကရတဲ့လောက်စစ်သားတွေစုဆောင်းနေတာလို့ဆိုပါတယ် ကလေးမိဘတွေကတော့ငိုနေကြရတယ်တရက်ကွက်ကို၂ရက်၃ရက်ပဲခေါ်တာမဟုတ်တော့ဘူးစဲအိမ်မှုယာအိမ်မှုတွေကသူတို့အတွက်ငွေရတယ်လို့လည်းကြားတယ်နောက်ပြီးတော့သူတို့မိသားစုတွေကြတော့တယောက်မှမပါဘူးစဲအိမ်မှုယာအိမ်မှုတွေကသူတို့ထည့်ကျင်တဲ့သူကိုအိမ်တိုင်းယာရောက်လာခေါ်တယ်လို့ရက်ကွက်ထဲလမ်းပေါ်မှာတွေ့ရင်လဲအုတ်ကြီးကခေါ်ခိုင်းတာဆိုပြီးတော့လိန်ခေါ်တယ်လို့မန္တလေးမြို့အောင်မြေသာဆန်ကမြို့ကန်တူကပြောပြခဲ့ပါတယ် ကြောင်ပန်းမြို့နယ်အတွင်းလူဦးရေ120စစ်သားတဲ့စုဆောင်ပေးမှုစစ်ကောင်စီအုပ်စုကတောင်းခံထားပြီးတော့မေလကုံပိုင်းကနေပြီးတော့ဇွန်လ9ရက်နေ့အထိလူ60နီးပါးပေါ်တာဆွဲဖမ်းဆီးခံထားရတယ်လို့ကြောင်ပန်းဒေသခံတွေကပြောပါတယ်ညာဦးမြို့နယ်မှာလည်းလူအယောက်105ဦးကိုစစ်သားတဲ့စုဆောင်ပေးမှုအတွက်စစ်ကောင်စီအုပ်စုကခွဲတန်းချထားပြီး လိုတလောက်အရေးအတွက်မရတာကြောင့်စစ်ကောင်စီအုပ်စုခန့်အပ်ထားတဲ့အုပ်ချုပ်ရေးမှုတွေကပေါ်တာဆွဲဖမ်းဆီးကအဓမ္မစစ်သားတဲ့စူဆောင်းနေတယ်လို့ငွေကြေးတတ်နိုင်တဲ့သူတွေကတော့လူစားထိုးဖို့ပြောဆိုကငွေညှစ်နေတယ်လို့ဆိုပါတယ်ဆွဲခံရတဲ့အထက်မှာတထေးသားတွေစစ်ကောင်စီနဲ့အကျိုးတူလှုပ်ဆောင်နေတဲ့သူတွေရဲ့တားသမီးတွေတယောက်မှမပါဘူး အုပ်ချုပ်ရေးမှုလဝကထွေအုပ်နဲ့စစ်သားတွေကပူးပေါင်းပြီးတော့ချမ်းသာတဲ့သူတွေနဲ့ပြည်ပမှာအလုံးလုံးပြီးတော့အဆင်ပြေနေကြတဲ့သူတွေကိုမဲပေါက်တယ်လို့လို့အလှဲ့ကျတယ်လို့လို့နဲ့လိန်ညာပြီးတော့ငွေသိမ်းပေါင်းများစွာကိုတောင်းခံနေတယ်လို့ကြောက်ပရောင်းဒေတာကန်တူကပြောပါတယ်ကြောက်ပရောင်းမျိုးနယ်ကအတမစစ်သားတဲ့စူဆောင်ခံရတဲ့သူတွေကိုစစ်ကောင်စီအုပ်စုကကြောက်ပရောင်းမျိုးမှာရှိတယ်လေချောင်းရံကာကွယ်ရေးတပ်ဒါတရ609နဲ့ညောင်ဦးမြို့နယ်တဲကပေါ်တာဆွဲဖမ်းဆီးလာတဲ့သူတွေကိုဒါတရ608မှာအကျေချုပ်ပုံစံမျိုးနဲ့ထားရှိတယ်လို့ဆိုပါတယ် စစ်မှုထမ်းမှုအတင်းအဓမ္မဖမ်းဆီးခံရတဲ့သူတွေကို ထွက်ပြေးပါကပြစ်တက်ကအလောင်းဖြောက်ပြက်မယ်လို့စစ်ကောင်စီအုပ်စုကချိန်ချောက်ထားပြီးတော့အဲ့ဒီပေါ်တာဆွဲဖမ်းဆီးခံရတဲ့သူတွေထားရှိရာနေရအနီးဘေးပတ်ပတ်လဲမှာလဲ မိုင်းတွေထောင်ထားတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီအုပ်စုဟာအတင်းအဓမ္မလူသစ်စုဆောင်းထားတဲ့သူတွေကိုရက်တူတင်တန်းပေးပြီးတော့မတရားတပိတ်ချင်းစင်ကူစတဲ့တိုက်ပွဲဖြစ်ပွားရာနေရာတွေကိုပို့ကာအသေးခံစစ်တိုက်ခိုင်းနေတယ်လို့လည်းဆိုပါတယ်ဗကြံမတိုင်ခင်မက်စလာကအပတ်စဉ်တစ်အဖြစ်နဲ့စစ်သားတဲ့စုဆောင်းခံခဲ့ရတယ်မန္တလေးတိုင်းဒရအူးမြို့နယ်က အသက်20ကျော်အရွယ်လူငယ်တအူးကိုစစ်ကောင်စီအုပ်စုကရက်တိုတင်တန်းပေးကမေလလဲမှာမရိယာနေတဲ့ကိုပို့ဆောင်ပြီးတော့စစ်တိုက်ခိုင်းတဲ့အခါမှာတိုက်ပွဲမှာတေဆုံးကအလောင်းပြန်မရဘူးလို့မိသားစုနဲ့နှိဆက်သူတွေကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်သတင်းကတော့ရခိုင်ပြည်နယ်အတွင်းအဆုံးသက်တိုက်ပွဲနဲ့လက်ကျန်မျိုးများကိုတင်းယူရန်မကြမီမျိုးသိမ်းတိုက်ပွဲဆင်နွှဲတော့မယ်လို့အေအေကကြေညာပြီးတဲ့နောက်မှာမျိုးထဲမှာနေထိုင်သူများဘေးကင်းရာကိုတွားရောက်နေကြပြီးတော့ စစ်တွေမျိုးနဲ့ကြောက်ဖြူမျိုးတွေကပြည်သူများဟာစစ်ကောင်စီကမျိုးပတ်ပတ်လဲကိုမိုင်းထောင်ထားတဲ့အတွက်ထွက်မရဖြစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်အတွင်းလက်ကျန်မျိုးများဖြစ်တဲ့စစ်တွေကြောက်ဖြူအန်တန်တွဲတောင်ကုတ်ဂွားနဲ့မန်အောင်မျိုးတို့ကစစ်ကောင်စီတပ်စခန်းများကိုတိုက်ထုတ်ပြီးတော့သိမ်းယူသွားမယ်လို့အေအေကကြေညာပြောဆိုထားပါတယ်။ဒါကြောင့်လက်ကျန်မျိုးတွေကပြည်သူများအနေနဲ့လွတ်မြောက်နေမြေအေအေထိန်းချုပ်ရာနေမြေများကိုတွားရောက်ခိုးလုံကြရန်အေအေကအတိပေးတိုက်တွန်းထားပါတယ်။ ကြောက်ဖြူမျိုးတွေကဒေသခံပြည်သူတွေကဘေးကင်းရာနေရာများကိုတွားရောက်လိုတော်လဲစစ်ကောင်စီကဂိတ်အများအပြားနဲ့တားဆီးပိတ်ပင်ထားခြင်းနဲ့မျိုးပတ်ပတ်လဲကိုမိုင်းတွေထောင်ထားတဲ့အတွက်ထွက်မရဖြစ်နေတယ်လို့ဒေသခံတအုပ်ကပြောဆိုထားပါတယ်။ပတ်စံရှိတဲ့သူတွေကတော့လေရင်နေနဲ့ရန်ကုန်တို့မန္တလေးတို့ကိုတွားနေကြတာတော့ရှိတယ်။မရှိစင်းရဲသားတွေကတော့ကိုယ့်ရခိုင်ဒေသဘေးကင်းမဲ့ထင်းနဲ့နေရာတွေကိုတွားကျင်တာဘလို့မကိုထွက်မရဖြစ်နေတယ်။ဂိတ်တွေကအထက်ထက်မျိုးပတ်ပတ်လဲကိုလည်းမိုင်းတွေကထောင်ထားသေးတယ်။စစ်ကောင်စီကကျွန်တော်တို့ကိုပိတ်လောင်ထားတယ်လို့ပြောရမယ်။ မျိုးရင်းတိုက်ပွဲဖြစ်လာရင်တော့အကုန်လုံးတေးကြမှာမျိုးတွေကနေထွက်ချင်တာကတပိုင်းကိုတေးနေပြီလို့ပြောဆိုခဲ့ပါတယ်စစ်တွေမျိုးဟာလည်းထုံနီး၎င်းပဲမျိုးပတ်ပတ်လေကိုမိုင်းတွေထောင်ထားတဲ့အပြင်မျိုးအဝင်တံတားများကိုလည်းစစ်ကောင်စီကမိုင်းခွဲဖျက်ဆီးထားတယ်လို့စစ်တွေဒေသခံဝန်ထမ်းတို့ကပြောဆိုထားပါတယ်စစ်တွေမျိုးတွေမှာကအ ਨੇ စုပဲကြံတော့တယ်လို့ပြောလို့ရမယ်ပြီးခဲ့တဲ့နှစ်လလောက်ကတည်းကမျိုးတွေကလူတွေကတခြားနေရာတွေကိုသွားကြတာကြံခဲ့တဲ့သူတွေကအခုထွက်မယ်လို့တော့ဘလို့မှထွက်ခွင့်မပေးဘူးဖြစ်နေတယ်အနီးနားကကြေးပါတွေကပြည်သူတွေကိုစစ်ကောင်စီကမျိုးတွေကိုပြန်ခေါ်နေတယ် အေအေကမျိုးတွေကနေထွက်ခွာဖို့ပြောတယ်စစ်ကောင်စီကပိတ်ပင်ထားတယ်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲမျိုးရင်းတိုက်ပွဲတွေဖြစ်လာရင်ဒီလူတွေဘေးကင်းနိုင်မှာမလားအရန်ကိုစိုးရိမ်စရာကောင်းနေပါတယ်လို့ပြောဆိုခဲ့ပါတယ်အာနာသိန်းစစ်ကောင်စီဟာရခိုင်ပြည်နယ်တဲကလက်ရှိထိန်းချုပ်ထားတဲ့အမျိုးများကပြည်သူအများအပြားအပါဝင်ဝန်ထမ်းများအလုံးကိုတခြားနေရာဒေသများကိုတွားရောက်ခြင်းကိုပိတ်ပင်ထားပြီးတော့ဒဇာကန်အဖြစ်အတောင်းချနိုင်ကြောင်းသုံးသက်သူများကပြောဆိုထားကြပါတယ်စစ်တွေမျိုးအနည်းကကြေးရွာ၁၂ရွာကိုစစ်ကောင်စီကဖျက်ဆီးရန်ပြင်ဆင်နေပြီး ဇွန်လ14ရက်နေ့နောက်ဆုံးထားကအဲ့ဒီကျေးရွာတွေကဒေသခံပြည်သူများကိုစစ်တွေမြို့တဲကိုခေါ်ယူနေပြီးတော့ဒဇာကန်အဖြစ်အုံချရန်စီစဉ်နေတယ်လို့သိရပါတယ်ဖြက်စည်းခံရမယ့်ကျေးရွာများမှာပလင်ရွာအောင်တိုင်းကြက်တော်ပြင်ကြွီတဲပိုက်စိတ်ကြီးကြွီတဲပိုက်စိတ်ချီကြွီတဲကြီးအုံးရေဖော် ရေချမ်းပြင်ပြားလေချောင်းရွာတက်ရွာဟောင်းတင်ပုံးတန်းနဲ့မောင်နေပြင်စတဲ့ကျေးရွာများဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးဝဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ